မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တွင်အကြောင်းအရာကတော့အပူပိုင်းလေဖီအားနေရှင်ဝန် function ဟာ category 1တိုင်ဖုံးမုံတိုင်းဖြစ်လာနိုင်တဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်မလို့သာတူတေသည် online ကတော့အော်တိုဘာလ16ရက်နေ့ညနေ6:05မိနစ်ချိန်မှာအခုလိုထုတ်ပြန်လာပါတယ်ဖိလစ်ပိုင်နိုင်ငံအရှိပင်လေပြင်းမှာလက်ရှိအချိန်မှာအပူပိုင်းလေဖီအားနေရှင်ဝန် tropical depression function ကတော့ အောက်တိုဘာ18ရက်19ရက်နေ့တွေမှာပုံမအားကောင်းလာပြီးတော့အပူပိုင်းမောင်နှံအဖြစ်နဲ့ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ကမ်းခြေကိုဖြတ်ကျော်ပြီးတဲ့နောက်တောင်တယောပင်လယ်အတွင်းကိုအောက်တိုဘာ19ရက်ညမှာဝင်ရောက်လာနိုင်ပါတယ်။မောင်နှံအမည်ဖောင်းရှန်ကိုတရုတ်နိုင်ငံကအလှည့်ကျအမည်ပေးထားတာဖြစ်ပြီးတော့2002ခုနှစ်2008ခုနှစ်2014ခုနှစ်နဲ့2019ခုနှစ်တွေမှာဒီအမည်ကိုသုံးခဲ့ပြီးတော့2025ခုနှစ်မှာတော့ဒီအမည်ကိုပဲ၅ချိန်မြောက်ပြန်လည်အသုံးပြုလာတာဖြစ်ပါတယ်။ ဒီအမည်ရဲ့အဓိပ္ပာယ်ကိုအင်္ဂလိပ်ဘာသာနဲ့ God of Wind or Wind Deity လို့အဓိပ္ပာယ်ဖွင့်ဆိုထားပြီးတော့မြန်မာဘာသာအရတော့လေနက်ဖြာလို့ဘာသာပြန်ရပါမယ်။ဖိလစ်ပိုင်နိုင်ငံကိုဖျက်ချော်တိုက်ခတ်အပြီးတောင်တိုးပင်လယ်ကနေတဆင်ဗီယက်နမ်နိုင်ငံအလဲပိုင်းနဲ့တောင်ပိုင်းကမ်းခြေကို ဆက်လက်ရွေးရှားနိုင်ပြီးတော့အောက်တိုဘာ22ရက်မြန်မာစံတော်ချိန်နေ့လယ်ပိုင်းမှာတော့ကတ္တဂိုရီ1တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်တဲ့အကြောင်း JTWC နဲ့ TSR တို့ရဲ့ကြိုတင်ခန့်မှန်းချက်အရလည်းသိရပါဗျ။လက်ရှိအချိန်ထိကြိုတင်ခန့်မှန်းချက်အရတော့မုန်တိုင်းဝင်ရောက်တိုက်ခတ်တာကြောင့်ဖိလစ်ပိုင်နိုင်ငံမှာမုန်တိုင်းသတိပေးချက်တွေထုတ်ပြန်ထားပြီးတော့တောင်တရောပင်လယ်ကတဆင်ရွေးရှားနိုင်တဲ့လမ်းကြောင်းအရာ မွန်တိုင်းသတင်းပေးချက်တွေထုတ်ပြန်ထားပြီးတော့တောင်တောပင်လယ်ကနေတက်ဆင်ရွေးရှားနိုင်တဲ့လမ်းကြောင်းအရာမွန်တိုင်းရဲ့တရားမှုနဲ့အရှင်းမြောက်မုံတုံလေးအားကောင်းနေတာကြောင့်လည်းဗီယက်နမ်ကမ္ဘောဒီးယားထိုင်းနဲ့လာအိုနိုင်ငံတွေမှာအောက်တိုဘာ15ရက်ကစလို့မိုးသည်ထန်နိုင်ပြီးတော့လေပြင်းတွေတိုက်ခတ်ပါမယ်။မြန်မာနိုင်ငံမှာတော့မွန်တိုင်း function ရဲ့အဖျားခံတရားမှုအနည်းငယ်သာရှိပြီးတော့ဒီမွန်တိုင်းရဲ့အချိန်နဲ့ဘင်္ဂလားပင်လယ်ရဲ့အရှေ့တောင်ပိုင်းမှာအောက်တိုဘာ22ရက်ကနေစလို့လေပြင်းအားနဲ့ရောင်းဝတ်တစ်ခုဖြစ်ပေါ်နိုင်ပါတယ်။လေပြင်းအားနဲ့ရောင်းဝတ်နဲ့မွန်တိုင်း function တို့ရဲ့အချိန် ောင့်ဒီနေ့ကစလို့ လောင်းလာမဲ့9ရက်168နာရီအတွင်းမှာတော့ ARA တိုင်းပဲခူးတိုင်းရန်ကုန်တိုင်းသတင်းနိုင်တိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်ဒေသတွေမှာမိုးတင်းတင်းကနေနေရာကွက်ပြီးတော့မိုးများနိုင်ပြီးတော့ ကျန်းပြည်နယ်တိုင်းဒေသတွေမှာတော့မိုးနှင်းငယ်ကနေမိုးသင်းတင်ရွာသွန်းနိုင်ကနေရာကွက်ပြီးမိုးသည်ထမ်းပါမယ်။ပြည်နယ်တိုင်းအလိုက်9ရက်အတွင်းရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ပမာဏအနေနဲ့ကတော့တရင်းနိုင်တိုင်းမှာ9ရက်မိုးရေချိန်ဟာအများဆုံးရွာသွန်းရရှိနိုင်ပြီးတော့မွန်ပြည်နယ်၊ကရင်ပြည်နယ်တွေမှာတော့ဒုတိယအများဆုံးရွာသွန်းရရှိနိုင်တဲ့အကြောင်း Meteo Blue Application Icon Model ကခန့်မှန်းချက်မှတွေ့ရပါဗျ။ ဒီလိုချုပ်တင်ခံမှန်းထားတဲ့ဇာတ်ရည်ရာတော့မြန်မာနိုင်ငံမှာနောက်လာမယ့်9ရက်အတွင်းရွာသွန်းရရှိနိုင်တဲ့နေ့စဉ်ပြည်မြမွေးခြင်းဟာတလက်မဝင်းကျင်မှာသာရှိနိုင်တယ်လို့မလို့သာသူတေတီအွန်လိုင်းကအသိပေးဖော်ပြလာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ဘင်္ဂလားပင်လယ်အခြေအနေကိုဖော်ပြပေးကြပါမယ်2025ခုနှစ်အောက်တိုဘာ19ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်မနက်9:00နာရီခွဲအချိန်တိုင်းထွာချက်တွေရတော့ဒီနေ့မြန်မာစံတော်ချိန်8:00နာရီခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းမှာ22ရက်စလာ2025မှာလေပြင်းအားနဲ့ရေဝန်လိုပရက်ရှာအေရိယာတစ်ခုဖြစ်ပေါ်နိုင်တယ်လို့လည်းခန့်မှန်းရပါတယ်ရှင်ဒါအပြင်အော်တိုဘာလ20ရက်ည10နာရီကနေ25ရက်ည10နာရီထိ 9ရက်တွင်ပြည်내တိုင်းဒေသအလိုက်ရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ပမာဏတွေကိုဖော်ပြပေးကြပါမယ်။မလူသာတုဒေသအွန်နိုင်ကတော့ Windy Application ECNWM Model Focus Update ရာအော်တိုဘလ19ရက်မနက်9:15မိနစ်ချိန်မှာအခုလိုထုတ်ပြန်လာခဲ့ပါတယ်။တောင်တိုးပင်လယ်ကဗီနန်ကမ်းခြေဘက်ကိုဥတီရွေရှားလာမဲ့မုန်တိုင်း function နဲ့ တင်လာပင်လယ်အော်မှာဖြစ်ပေါ်လာနိုင်တဲ့လေဖိအားနဲ့ရံဝန်အားကောင်းနေတဲ့အရှိမမုတ်တုံလေတို့ကြောင့်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာမိုးပေါ်ပါမယ်။အရှိမမုတ်တုံလေအားကောင်းနေတာနဲ့ကယောရန်းနီကလေပွေလိုင်းဖြစ်ပေါ်လာတဲ့ကြောင့်တင်းနိုင်တိုင်းမှာ9ရက်အတွင်းမိုးရခြင်းအများဆုံး9ရက်အတွင်းမှာ6လက်မှ9လက်မကနေ8.3လက်မအထိရွာသွန်းရရှိနိုင်ပြီးတော့ မိုးနှင်းရေရှားရဝန်းဒေသတွေဖြစ်တဲ့မကွေးတိုင်းမှာတော့မွေးကြဲအနည်းဆုံး9ရက်တွင်တိတမ2လက်မကနေ2.3ညလက်မရွာသွန်းရရှိပါမယ်။မွန်တရင်နိုင်ကရက်တျောင်းဒေါနာတောင်ကျောတျောင်းနဲ့ရခိုင်ကမ်းရံ ERI မြို့ဝကျောပေါ်ကမ်းရံအနီးတျောင်းကမြို့နယ်ခရိုင်ကြီးွာတွေမှာနေ့စဉ်မိုးထစ်ကြုံရွာသွန်းတာနဲ့မွေးကြဲပုံမူရရှိတာတွေဖြစ်ပေါ်မယ်လို့လဲဆိုပါရစေ။ ဆက်လက်ပြီးတော့ရှမ်းပြည်နယ်မှာစက်တင်ဘာလ18ကနေအောက်တိုဘာလ24ဒီမိုးလေဝသအခြေအနေခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။ပင်လယ်ပြင်ကထိုးကြတဲ့မိုးလေဝသအခြေအနေဟာအိန္ဒိယနိုင်ငံတောင်ပိုင်းတမဲနာတူပြည်နယ်တောင်ဘက်အစွန်ကွန်မော်ရယ်အငူပေါ်မှာဖြစ်ပေါ်နေတဲ့လေဖိအာနေရှင်ဝလမ်းမက် LP အဖြစ်အာရော့သွားပြီးတော့လေဖိအာနေရှင်ဝအသစ်တစ်ခုကတော့ဘင်လာပင်လယ်အရှေ့တောင်ပိုင်းမှာအော်တိုဘာ24ရက်နေ့မှာဖြစ်ပေါ်ပါမယ် ဖိလစ်ပိုင်နိုင်ငံအရှိတ်အဝါမှာဖြစ်ပေါ်နေတဲ့အပူပိုင်းလေပြင်းအားနဲ့ရောင်းဖိလစ်ပိုင်နိုင်ငံမှပေးထားတဲ့ဖိလစ်ပိုင် local name tropical depression remake နိုင်ငံတကာအမည်ထိရက်တန်တနိုင်း W ကတော့အခုဖော်ပြပါ24နာရီအတွင်းအပူပိုင်းမုန်တိုင်းဖြစ်လာနိုင်ပြီးတော့အောက်တိုဘာ19ရက်မှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဝင်ရောက်တိုက်ခတ်ပြီးတော့တောင်တိုးပင်လယ်ကိုရောက်ရှိပါမယ်။ထိရက်29 W ကတော့တောင်တိုးပင်လယ်မှာနောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးတော့အောက်တိုဘာ23ရက်ညမှာတော့ဗီယက်နမ်နိုင်ငံအလဲပိုင်းကမ်းခြေဒေသကိုဖြတ်ကျော်ဝင်ရောက်နိုင်တဲ့အကြောင်း ECAW မော်ဒယ်ကကြိုတင်ခန့်မှန်းထားပါရတယ်။92 W ရဲ့မုန်တိုင်းအချိန်တရားမှုကတော့အောက်တိုဘာ29 28ရက်မှာတော့ဗီယက်နမ်နိုင်ငံကမ္ဘောဒီးယားနိုင်ငံထိုင်းနိုင်ငံမှာတော့ပုံများ ားနိုင်ပြီးတော့မြန်မာနိုင်ငံဘက်ကိုတက်ရောက်မှုနေပါမယ်။ဗင်လားပင်လယ်အော်မှာအသည့်ဖြစ်ပေါ်နိုင်တဲ့လေဖိအားနဲ့ရောင်းကတော့ဗင်လန်နိုင်ငံကိုဖြတ်ကျော်ဝင်ရောက်နိုင်တဲ့မုံတိုင်းရဲ့တက်ရောက်မှုကြောင့်ပဲအောက်တိုဘာ29 28ရက်မှာတော့ အရာဝတီမြို့ဝကျွန်ပေါ်ကာယရဒေတာတွေနဲ့အရာတွေနောက်ဖက်ကာယရဒေတာတွေမှာမိုးတင်းတင်းကနေမိုးများနိုင်ပြီးတော့ကျန်ပြည်နယ်တိုင်းဒေတာတွေမှာတော့မိုးနဲ့ငယ်ကနေအသင့်တင်နေရာကွက်ကြမိုးရွာသွန်းပါမယ်။ဒီတစ်ပတ်တွင်ရှမ်းပြည်နယ်မှာမိုးရွာသွန်းနိုင်တဲ့အခြေအနေဟာရှမ်းပြည်နယ်မြောက်ပိုင်းကမူဆယ်လာရှိုးတီဘောကြောင့်ပဲကော့ခိုင်မြို့နယ်ခရိုင်နေနဲ့ရှမ်းပြည်နယ်တောင်ပိုင်းကတောင်ကြီးညောင်ရှိဟိုးဘုံမြို့နယ်ခရိုင်နေမှာတော့9ရက်တွင်မိုးရွာသွန်းမှုအများဆုံး9ရက်အတွင်းမှာမိုးရဲ့ကြိမ်နှလမကနေအထက် လေးလက်မအောင်ရွာသွန်းရရှိနိုင်ပြီးတော့ရှမ်းပြည်နယ်တစ်ခုလုံးအတွက်ပြင်းပြမိုးရွာသွန်းနိုင်ခြင်းမများပါဘူး။ခရီးရအတွင်းမိုးရေချိန်ဟာနှစ်လက်မအောင်မိုးနှင်းငယ်ကနေအသင့်တင့်ရွာသွန်းရရှိနိုင်ပါတယ်။အပူချိန်လေတိုင်နှုန်းလေတုစုထိုင်းစားနဲ့လေတုညဉ့်ညမ်းမှုအခြေအနေကတော့ဒီတစ်ပတ်အတွင်းရှမ်းပြည်နယ်တစ်ခုလုံးမှာအမြင့်ဆုံးနေပူချိန်ဟာ25ဒီဂရီရှိနိုင်ပြီးတော့အနည်းဆုံးညပူချိန်ကတော့15ဒီဂရီခန့်ရှိပါတယ်။အောက်တိုဘာ24ရက်မှာတော့ညပူချိန်ကျဆင်းပြီးတော့စတင်ဖြစ်ပေါ်ပါမယ်။နေပူချိန်ကတော့24ရက်နေ့အထိ30ဒီဂရီဝန်းကျင်မှာဆက်ပြီးရှိနေနိုင်ပါတယ်။ရှမ်းပြည်နယ်တစ်ခွဲမှာတော့ဒီတစ်ပတ်အတွင်းအရှိတ်ဘတ်နဲ့အရှိမြောက် ဘက်အရက်ကဒေတိုင်းတော့အမြင့်ဆုံးဟာတနအိ9မိုင်ကနေ10မိုင်ခန့်ရှိပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့နေတဲ့ပိုင်းဒေတုစုဆိုင်စားကတော့90ရာခိုင်နှုန်းဝန်းကျင်ရှိနိုင်ပြီးတော့ညနေပိုင်းညပိုင်းနဲ့မနက်အစောပိုင်းနေမှာတော့90ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းထိရှိပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းနေမှာတော့နေတဲ့ပိုင်းဒေတုစုဆိုင်စား60ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းခန့်ရှိနေနိုင်ပြီးတော့ညနေပိုင်းညပိုင်းနဲ့မနက်အစောပိုင်းအချိန်တွေမှာတော့90ရာခိုင်နှုန်းနဲ့100ရာခိုင်နှုန်းကြားမှာရှိနေပါတယ်။နေတဲ့ပိုင်းဒေတုစုဆိုင်စားမြင့်တဲ့ဒေသတွေမှာတော့ခန်းစားရတဲ့အပူချိန်ဟာ35ဒီဂရီခန့်ရှိနေနိုင်ပါတယ်။ရှမ်းပြည်နယ် ောင်ပိုင်းတောင်ကြီးမြို့ရဲ့လေလုညဉ့်ဉမ်းမှုအခြေအနေဟာပြီးခဲ့တဲ့တပတ်ထက်ပြန်လည်ကျဆင်းလာပြီးတော့ရှမ်းပြည်နယ်တခုလုံးမှာအခုတပတ်အတွင်းလေလုညဉ့်ဉမ်းမှုအန္တရာယ်မရှိဘူးလို့လည်းသိရပါဗျရှင်ဆက်လက်ပြီးတော့မြန်မာနိုင်ငံကိုတုံမန်းအဖြစ်နဲ့ခေါ်ဆောင်ခံလိုက်ရတဲ့အယုဒ္ဓယာမျိုးဆက်တချို့ရဲ့သားသမီးတွေဟာနှစ်ပေါင်း260အကြာမှအယုဒ္ဓယာမျိုးကိုလာရောက်လက်ပတ်တဲ့အကြောင်းဖော်ပြပေးကြပါတယ်စင်မျိုးရှင်မင်းလက်ထက်မှာမြန်မာနိုင်ငံကိုတုံမန်းအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့အယုဒ္ဓယာကထိုင်းလူမျိုးတွေရဲ့မျိုးဆက်တွေကတော့ င်းပေါင်း260ကျားမှအမိမြေကိုလာရောက်လည်ပတ်နိုင်ခဲ့တယ်လို့ထိုင်းကျေးဆိုင်ကွန်ဆော့သတင်းဌာနကဖော်ပြပါဗျ။ထိုင်းလိုမျိုးတမိုင်းသုတေသနပညာရှင်တဲ့အဖွဲ့ဝင်တွေကတော့စုခါကျေးရွာစုခါကျေးရွာသားတွေရဲ့ အိန္ဒိယခီးဆိုတဲ့အစီအစဉ်ကိုပြုလုပ်ခဲ့ပြီးတော့ဆိုပါစုခကြီးဝါမှာမရီတိုင်းဒေတာကြီးမရီယာမျိုးနဲ့အတွင်းတည်ရှိပြီးတော့1968ခုနှစ်မှာအယုဒ္ဓယကိုမြန်မာတွေဒုတိယအကြိမ်သိမ်းပိုက်ပြီးမှဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့အယုဒ္ဓယပြည်သူတို့အနေထိုင်ရာရွာတရွာလည်းဖြစ်ပါတယ်။အောက်တိုဘာ16ရက်မှာတော့ဆိုပါကြီးဝါမှာနေထိုင်တဲ့အယုဒ္ဓယသားတွေရဲ့မျိုးဆက်တွေဖြစ်ကြတဲ့အဘာတော်တင်ထွေးအပါဝင်အဲ့ဒီကြီးရွာရဲ့ဆရာတော်ဦးမှာ ကနကြီးဝါလူကြီးဦးစော်ဝင်းနဲ့ဒေါ်တင်ညုံတို့ကတော့ထိုင်းနိုင်ငံရဲ့မြို့ဟောင်းဖြစ်တဲ့မြို့တော်အယုဒ္ဓယာကိုရောက်ရှိလာခဲ့ပါတယ်။